Hello guys အားလုံးပဲမင်္ဂလာပါအာဒီနေ့မှာပေါ့နော်ကျွန်မဖိုင်းလုပ်ပြီးနေတဲ့လိုမျိုး collective reading လေးလုပ်ပြီးမယ်ပေါ့နော်တော့တက်ကတော့ကျွန်မ၃မျိုးလုံးအသုံးမယ်ပေါ့နော်ဒါတော့တက်၃မျိုးလုံးအသုံးပြီးရော collective reading လေးတစ်ခုလုပ်ပေးမယ်အဲ့တော့ဆက်လိုက်ကြမယ်နော် okay rejection နော်မြေပတ်ခံလိုက်ရတယ်ဘာလို့ဒီထဲမှာအမ် ပြန်ကြလေးတွေလည်းဆိုလို့ရှိရင်ပေါ့နော်ကိုကကိုချိုက်တဲ့ကောင်မလေးကိုရီစားစကားပြောလိုက်တယ်ရင်းဖက်ခံရတဲ့သူတွေနောက်မင်းကလေးဆိုလို့ရှိရင်လည်းကိုရဲ့ crush ကကိုအာကိုရဲ့ crush ကပေါ့နော်ကိုရဲ့ crush ကဖြစ်ကိုချိုက်တဲ့သူအဖြစ်ဖြစ်ဖြစ်ပေါ့နော်အာကိုပြောနိုင်တဲ့အရာတွေကိုငင်းပယ်ခံရတာမျိုးရှိတယ်နော်ဒီထက်မှငင်းပိတ်ခံရတဲ့သူတွေပေါ့နော်ငင်းပိတ်ခံရတဲ့သူတွေအငင်းခံရတဲ့သူတွေတော်တော်တွေ့ရတယ်နော် တချို့ဆိုလို့ရှိရင်ကျတော့လေရေစားနဲ့ပြတ်သွားလို့เนาะရေစားနဲ့ပြတ်သွားလို့ရေစားကိုမရွေးချက်လိုက်တာမျိုးဒါမျိုးတွေတွေ့တယ်ဒီမှာเนาะဒီမှာနောက်ကနေပြီးမှစကားလိုက်ပြောနေရเนาะနောက်ကနေစကားလိုက်ပြောနေဒါကအခုကြည့်နေ quality လေးတွေဖြစ်မယ်เนาะ energy ကတော့ swift ဖြစ်တတ်တယ်ဟိုဘက်ဒီဘက်เนาะ energy swift ဖြစ်တတ်တယ်ဒါမှမဟုတ်ရှင်ကိုကငင်းပယ်လိုက်တာမျိုးဖြစ်နိုင်တယ် မြင်းပယ်လိုက်တာမျိုးမှလေသူကတယောက်ကထွက်ပြေးနေတယောက်ကနောက်ကနေစကားကိုအတင်းလိုက်ပြီးတော့မှပြောတာမျိုးပေါ့နော်อืมနောက်ပြီးတော့မှဒီထဲမှာပေါ့နော်ငွေကြီးနဲ့ပတ်သက်လို့ရှိရင်တိတ်ပြီးတော့မှအဆင်မပြေတဲ့သူတွေပေါ့နော်နည်းနည်းကြက်တဲ့ကြက်တဲ့ဖြစ်နေရလေးတွေတွေ့ရတယ်နော်ဘာနော်တင်းတော့ရဲ့အခြေအဆင်မပြေနေရနော်အခုဒါ crash ပဲဖြစ်ဖြစ်နော် အရင်သားတွေပဲဖြစ်ဖြစ်ပေါ့နော် relationship တခုပဲဖြစ်ဖြစ် crush ပဲဖြစ်ဖြစ်နော်အမ် collective လေးတွေဘက်ကဖြစ်စီဒါမှမဟုတ်လို့ရှင် collective လေးတွေရဲ့တစ်ဖက်သူဘက်ကဖြစ်စီပေါ့နော်အငင်းပဲခံလိုက်ရတာမျိုးတွေ့တယ် collective လေးတွေကอืม collective လေးတွေကငင်းပဲခံရတာမဟုတ်လို့ရှင်တစ်ဖက်သူကငင်းပဲခံရတာမျိုးရှိတယ်နော်အမ်ပြီးတော့ချိန်ကြတော့ဒီမှာတစ်ခေါက်ခေါက်လိုက်နေတဲ့ energy မျိုးရတယ် collective လေးတွေကအာသူတို့နောက်ကိုလိုက်နေရဒါမှမဟုတ်လို့ရှင် collective လေးတွေပြေးနေတာပေါ့နော် ဒီကြားထဲမှာလေအဲကိုရီဒီလိုအဆင်မပြေတာပေါ့နော်ကော်လက်တစ်လေးတွေအဆင်မပြေတာဒါမှမဟုတ်ကော်လက်တစ်လေးတွေရဲ့တစ်ဖက်သူအဆင်မပြေတာကိုပျော်ရှင်ဝမ်းမြောက်နေတဲ့သူတယောက်ရှိတယ်တချို့ကလည်းဒီမှာနော် X ဖြစ်မယ်နော် X နောက်ကိုတခါတော့ like နေရမျိုးလေးလည်းဖြစ်နိုင်တယ်ထဲမှာလေ like ရှင်လို့ like တာတော့မဟုတ်ဘူးနော်တချို့သူတွေကငွေရေးကြီးကြောင့် အာတဖက်သူနောက်ကို လိုက်ရတာမျိုးရှိတယ်အဲတချို့ကြတော့ချိန်ကြရလဲပေါ့နော်ဒါကိုဝင်နေပိုင်းလွယ်ထားရလို့ဟိုလိုက်တာမျိုးလည်းဖြစ်နိုင်တယ်နော်စိတ်ထဲမှာတော့လေအဲ့လိုမျိုးမလိုက်ပင်မနေပြီနော်တဖက်လူနောက်ကိုလိုက်ရတာမျိုးပင်မနေပြီမလိုက်ချင်တော့ဘူးနော်ဒါပေမဲ့မလိုက်လို့မဖြစ်တဲ့အကြောင်းအရာကိစ္စတွေလည်းရှိနေလို့ပေါ့နော်ရှိနေလို့မျိုးဒီမှာနောက်ကနေလိုက်နေရတာမျိုးရှိတယ်တချို့ကဒီ relationship မှာတော့ပင်မနေပြီနော် ဒါတော့ချိုးကပြီးဆုံးသွားတဲ့ဆက်ဆက်ရေးနောက်ကိုဟို ပြန်စားခြင်းလို့လိုက်နေရမျိုးဖြစ်နိုင်တယ်เนาะပြတ်ပြီးသားပေါ့တချို့က ace ပေါ့เนาะ ace နောက်ကိုလိုက်နေရမျိုးလည်းဖြစ်နိုင်တယ်ဆက်ပြီးမလိုက်တော့ဘူးဆိုလို့ရှိရင်ဒီ relationship ကလုံးဝပြီးသွားခဲ့မယ်เนาะစိတ်ထဲမှာလည်းလွတ်ချနိုင်လို့ရှိရင်တော့ပျော်ရမယ်တဲ့เนาะကြိမ်အဆွဲလမ်းမထားဘဲနဲ့လွှတ်ချနိုင်လို့ရှင်တော့ပြောရမယ်တဲ့ နော်ဟုတ်တယ်ဒီ relationship ကနေပြီးတော့လွတ်လွတ်ချနိုင်မယ်ဆိုလို့ရှိရင်เนาะအမ်ပေါ်ပါသွားမယ်ပေါ့เนาะပြပြရွှေရွှေနေရလိမ့်မယ်တဲ့ဒါမှမဟုတ်အခုချိန်မှာတော့เนาะ collective delivery ပဲဖြစ်ဖြစ်တစ်ဖက်သူပဲဖြစ်ဖြစ်လမ်းပြောင်းနေတယ်เนาะ energy ကတော့ switch ဖြစ်တတ်တယ်ဆိုတော့ جماعه ဖိုင်းထလေးတွေကို quality တွေလိုပဲကျမရွှေရင်ပြောလိုက်မယ်เนาะမဟုတ်လို့ရှင် quality တွေတွေမဟုတ်ဘူးဆိုလို့ရှင်တစ်ဖက်လူနဲ့ kait နေရယ်ဆိုတော့တစ်ဖက်လူနဲ့ kait နေရယ်ဆိုပြီးပြောင်းပြီးနားထောင်ပြီးပေါ့เนาะဥတီရတော့ quality တွေတွေကိုဥတီပြီးပြောပြလိုက်မယ်เนาะเนาะဒီ relationship ကိုလွှတ်ချလိုက်လို့ရှင် abandonment တွေရောက်လာလိုက်မယ်เนาะပေါ်ချွားမှုတွေရောက်လာလိုက်မယ်ဘာဖြစ်လဲဒီ relationship မှာအဆင်ပြေဖို့ကလိုနေတာကညီမမှုလိုနေတယ်เนาะ အာတဖက်ကလူကကျတော့တဖက်ကလူကကျတော့ကောင်းနေတယ်ဆိုကိုကနည်းနည်းစိုးနေရမျိုးကိုကကောင်းနေတယ်ဆိုတဖက်လူကနည်းနည်းစိုးနေရမျိုးเนาะအာတဖက်က water sign တူလို့ရှင်တဖက်က fire sign ဒီလိုမျိုးပေါ့နည်းနည်းစန့်ကျင်ဘက်လေးတွေဖြစ်နေတယ်เนาะအဲ့ဒါအောင်မှအဆင်ပြေအောင်ညှိရမယ်ပြတ်သားစရာရှိရပြတ်သားလိုက်ဖို့ကောင်းတယ်နောက်တစ်ခုကကြတော့ပေါ့နော်သူတို့ဘက်မှာတစ်ဖက်လူမှာမပြတ်သားမပြတ်သေးတဲ့ relationship တကူရှိနေရမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်เนาะ အပြည့်သေးရလေးရှိရှိတကူကိုဟိုဒိုင်းတန်တူလိုတလိုင်းထားထားပြီးတော့ဗောနော်တလိုင်းထားထားပြီးတော့တဲ့အပြည့်သေးရလေးရှိရှိကိုဖေးနာမှာထားထားပြီးတော့မှတစုံတယောက်ကိုမျောလင့်နေတာမျိုးနော်ပြတ်မယ်ဆိုလို့ရှိရင်လည်းတခြားပြတ်သားတာကောင်းပါတယ်တဲ့ကိုကအမ်ဟိုတော့ဒီတော့ဖြစ်နေဗောနော်တစ်ဖက်လူကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြတ်သားလိုက်တာကောင်းတယ်နော်ဒီလိုလေးရှိရှိကိုလေပြတ်သားလိုက်တာကောင်းတယ် ဒီမှာလဲ balance ကိုပြရတယ်เนาะဒီမှာလဲ balance ကိုပြရတယ်နှစ်ဖက်ကိုညီမျှဖို့လိုတယ်เนาะ Gemini လေးတွေရောပါတယ် Libra ပါတယ် Gemini ပါတယ်เนาะညီမျှဖို့ရလိုအပ်တယ်เนาะအထူးသဖြင့် air sign နဲ့ relationship ဖြစ်ရတဲ့လူတွေမညီမျှတာလေးတွေတွေ့ရတယ်เนาะမထူအောင်ဆောလမ်းပြောင်းနေတယ် justice เนาะအဲ့ဒါကိုချိန်ကြီးမှရမယ် temperance လည်းပါတယ်ဆိုကြလေ balance ဖြစ်ရမယ်ကိုယ်မှရှိနေရဆိုလို့ရှိရင်ရှိနေတဲ့သူနဲ့အဆင်ပြေအောင်နေရမယ်နော်သူနဲ့ကိုယ်နဲ့ balance ဖြစ်အောင်နေရမယ်တချို့တွေကပေါ့နော်သူတို့အိမ်တွေပိုင်းလဲလာဖို့ဒီ relationship ထဲမှာခေါ်တာမျိုးလေးတွေရှိမယ်နော်သူတို့ CEO အလဲလာဖို့သူတို့အိမ်ကိုအလဲလာဖို့ကန့်လန့်လာတာမျိုးလေးရှိမယ်အေးဆော့ဆော့ကနှခါကြရဲ့ ဖြတ်သားဆရာရှင်ဖြတ်သားပါเนาะနှစ်ယောက်ကိုနှစ်ယောက်ပြိုင်မထားနဲ့เนาะဖြတ်သားဆရာရှင်ဖြတ်သားနှစ်ယောက်ကိုပြိုင်မထားနဲ့တဲ့ဒီမှာလည်းဒီကန်းလန်းလာတာလေးရွေးချယ်ရွေးချယ်ရမယ့်ဟာတွေကိုမရွေးချယ်ခြင်းပဲနဲ့လေရှောင်လွှဲနဲ့ကိုယ်အတွင်းနဲ့ကိုရင်းနေတယ်လို့မျိုးဖြစ်နေတယ် တချို့ကကိုကိုတိုင်ကတပါတိဖြစ်နေတဲ့နော်ဖက်ကလူကလွှမ်းမှုချုပ်ကင်ခြင်းနဲ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ quality lady ကလွှမ်းမှုချုပ်ကင်ခြင်းလေဟွာ temperance ကျလာပြန်ပြီနော် balance ဖြစ်ဖို့လိုအပ်တယ်တဲ့အဲ့လိုညီများမှာပဲလေအဆင်ပြေနိုင်မှာ relationship ကဟုတ်လို့ရှိရင်တော့အဆင်ပြေနိုင် အဲ့အလုံး balance ဖြစ်လို့ရှင်တော့အဆင်ပြေနိုင်တယ်။တချို့သူတွေတွေ skinship တွေပိုင်းမရှိတဲ့လူတွေကို skinship တွေပိုင်းရှိလာနိုင်တယ်။နော် first case ဆိုတော့ကြာလေ။နော် iso ဆွဲရအောင်မ iso 1ကြာတယ်။တခြားလောက်ပါတခြားတခြားလောက်ပါဆိုတာလေတခြားလေးတယောက်ကိုဝေပြသလားရွေးချယ်ပြီးတော့မှာတဲ့။သူနဲ့ပဲရှေ့ဆက်သွားပါတဲ့ဒါအောင်ပြောနေတယ်။တင်မပြေဘူးဆိုလို့ရှိရင်တော့ဒါကတော့ အဆင်မပြေဘူးဆိုလို့ရှိရင်တော့လေအာပြတ်သားလိုက်တာကောင်းတယ်နော်အဆင်မပြေဘူးဆိုလို့ရှိရင်တော့ပြတ်သားလိုက်တာကောင်းတယ်ကိုယ်ဘောကောင်းတဲ့လူကိုပဲကိုကပြန်ကောင်းမှာနော်အဆလို့ရှိရင်ဒါလေးကိုနည်းနည်းပြန်ကြည့်မယ်ဒီအနောက်ကိုနည်းနည်းပြန်သွားမယ်စပိုင်းမှာ relationship တခုပြတ်နေတယ်နော် relationship တခုကပြတ်နေတယ် reject ဖြစ်တယ်ညင်းပိတ်ခံနေရတယ်ညင်းပိတ်ခံနေရတယ်အဲ့နောက်ကိုလိုက်တယ် ဲ့ဒီမှာပြောနေတဲ့သူတွေရှိတယ်ကိုရီစင်ပြတာပြောနေတဲ့သူရှိတယ်နော်ဒီလေရှိရှိကနေလက်ထွက်သွားတယ်လုံးဝပြီးဆုံးသွားပြီပြီးဆုံးသွားတဲ့ချိန်မှာပျော်ရွှင်သွားမယ်လွတ်လပ်သွားမယ်ရွေးချက်ကြရင်နှစ်ခုရှိမယ်နော်ဒီလေရှိရှိနဲ့အန်လိုက်တဲ့အတွက်ကြောင့်မလို့ ENDN နော်အန်လိုက်တဲ့အတွက်ကြောင့်မလို့ဟို abundance တွေကိုစီကိုရောက်လာလိမ့်မယ် okay တက်သားသွားတဲ့သူတွေကဒီမှာ နော်ကိုစီကိုနောက်ထပ်ရောက်ကမ်းလန်းလာမဲ့လူတယောက်တွေ့တယ်နော်သူကအဲ့လိုမျိုးတချို့ဆိုလို့ရှိရင်အဲသူအိမ်ကို like ခဲ့ဖို့ခေါ်တာရူပါရူเนาะဒီမှာနေရာနေရာတစ်ခုပြရတယ်အိမ်တစ်ခုပြရတယ်ဆိုတော့ကြာလေစင်ပြေလိုက်မယ်တဲ့ဒီမှာစီဒီမှာအပေါ်မှာလည်းငေးကြည့်နေတယ်အောက်မှာလည်းငေးကြည့်နေတယ်เนาะကိုယ်စီမှာရှိရတယ်ဟိုလစ်တူရှူထားပြမှာအဝေးကိုငေးကြည့်နေတယ်ကိုယ်နားမှာကိုယ်ကမ်းလန်းလာတဲ့လူတွေရှိပေမဲ့လည်းအဝေးကိုငေးကြည့်နေတဲ့လူမျိုးတွေရှိတယ်เนาะ အဲ့လိုလူမျိုးတွေကတော့တိတ်အဆင်မပြေဘူးเนาะဘယ်လိုလဲဆိုသူနဲ့ပြန်ဆိုင်ကိုက second placement ပဲဖြစ်မယ်အဲ့လိုမဟုတ်ဘူးအစ်စ်ကိုရွေးချယ်တဲ့သူကတော့ first day တည်းရဖို့ရှိရဲ first kiss first day အချိန်ညအဲ့ဒီသူနဲ့တိုးတက်ဖို့ရှိတယ်เนาะအဲ့ဒါကိုပြောထားတယ်ဟုတ်တယ်เนาะအဲ့လိုမျိုးစိတ်ငြိမ်တဲ့လူတစ်ဖက်ကိုပဲရွေးချယ်တဲ့လူကတော့အေး အကိုတံပိုးကိုတီးပြောပေါ့နော်ကိုတံပိုးနဲ့မကိုက်ညီတဲ့သူနောက်ကိုမလိုက်ဖဲနဲ့ကိုတံပိုးတီးတဲ့သူပဲကိုရွေးချယ်မယ်ဆိုလို့ရှိရင်နဲ့နော် financial abundance ဖြစ်မယ် intuition တွေလည်းအားကောင်းလာလိမ့်မယ်တဲ့နော်ဒီမှာ queen of cups ဆိုချင်ညာလေး water sign နဲ့ဖြစ်နိုင်တယ် peace ဖြစ်နိုင်တယ်ပေါ့နော်တချို့ water sign လေးတွေကဒါမျိုးပြတ်သားရွေးချယ်နိုင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်မပြတ်သားနိုင်တာမျိုးက air sign တွေက အပြက်သားနိုင်တာမျိုးလည်းဖြစ်မယ်နော်အဲ့ဒီပြက်ပြက်သားသားကြီးခြေလိုက်တဲ့သူလေးလေးစီကိုပေါ့နော်ကိုကအဲ့ဒီသူနဲ့အဆင်ပြေနေပြီအဲ့ဒီသူနဲ့အဆင်ပြေနေပြီဆိုတဲ့ချိန်ကျမှအရင်ကိုလိုက်ခဲ့တဲ့သူကကိုစီကိုပြန်ရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်နော်ပြန်ကန်းလန်းလာတာမျိုးနော်ပြန်ကန်းလန်းလာတာဆိုရင်တော့လက်မခံပါနဲ့သူကလုံးဝကို rough flat ပဲတချို့တွေဆိုလို့ရှိရင်နဲ့စာချုပ်လက်ထပ်စာချုပ်ချိုးရတာတွေပါဖြစ်နိုင်တယ်နော် ချို့လေးဆိုလို့ရှိရင် तू อ่ะအခုနောက်အစ်စ်ပေါ့နော်အစ်စ်တွေ့တဲ့လူတွေอ่ะဆိုလို့ရှိရင်အစ်စ်ကိုရွေးချယ်လိုက်တဲ့လူတွေอ่ะဆိုလို့ရှိရင်လက်ဆက်သားချုပ်ချုပ်ရတာမျိုးတွေ ठी ပါအဖြစ်နိုင်တယ်เนาะအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီ reflect ကိုပဲရွေးချယ်လိုက်တဲ့လူတွေอ่ะလေအာသူနဲ့ကိုယ်နဲ့ကြားမှာလေအဲ့လိုမျိုးအလူကြီးလိုမျိုးပေါ့နော် အနှိပ်ပေးမဲ့လူတယောက်လိုအပ်တယ်နော်ဘာလို့လဲဆိုတော့ဒီစကရဲအဆင်မပြေဘူးလေအဆင်မပြေတဲ့သူကိုကလိုက်နေရတဲ့သူကိုရွေးချယ်လိုက်လို့ရှိရင်ဒီ reflect ကိုရွေးချယ်လိုက်တဲ့လူတွေကတော့အာသူနဲ့ကိုကြမှာနှိပ်ပေးမဲ့လူတယောက်တော့လိုအပ်တယ်နော်ပြောနိုင်ဆိုနိုင်မယ်နှစ်ယောက်လုံးကိုပြောနိုင်ဆိုနိုင်မယ်အဲနှိပ်ပေးနိုင်မယ်လူတယောက်လိုအပ်တယ်အဲ့ဒီလူတွေကလေတော်တော်လေးကိုပြန်လဲသုံးသပ်ဖို့လိုနေနော်အဲ့ဒီသူတွေရွှေ့ပြီးသွားလို့ရှင်တော့ဒီ reflect ပေါ့နော်ဒီ reflect လို့ပဲပြောလိုက်တော့မယ်ဒီရှေ့ဆုံးကလူကိုလိုက်နေသူဒီ reflect ကိုရွေးချယ်လိုက်လို့ရှင်တော့ကိုကသူ့ကိုဘလို့အာဘလို့သူနဲ့အဆင်ပြေအောင်နေရမလဲဘလို့အကွက်တွေရွှေ့ရမလဲဒါတွေကိုတော်တော်လေးစဉ်းစားရမယ်နော်ဒါပြန်လဲသုံးသပ်ရမယ်နော်အဲ့ဒီကိုလိုက်နေတဲ့သူကအန်ကိုကြေးဥစ္စာအဆင်ပြေတာတို့ပါတို့တခုခုပေါ့နော်အဲ့လိုမျိုးတော့ရှိနေတယ်သူစီမှာလေသူကတော့အာနည်းနည်းတော့ဟိုပါပေါ့ ဆရာပေါ့နော်ဆရာတော့ဆရာပဲဆရာတော့ဆရာပဲစိတ်ပြက်ဆရာလားတော့မပြတ်တော့ဒါကကနောက်ထပ်အစ်စ်ကိုရွေးချယ်လိုက်တဲ့သူကတော့နော်ငွေကြီးဘန်တန်ဖြစ်မယ်ဆိုတော့ပြောစရာမလိုတော့ပါဘူးငွေကြီးရတော့ဘန်တန်ဖြစ်မယ် Raffle ကိုရွေးချယ်လိုက်တဲ့သူတွေကတော့ထင်သလားပေါ့နော်ဥမာသူစီမှာပတ်စံနေရှိရဲဆိုလို့ရှင်ねအမ်ကိုထင်သလားကိုပုံမကြဘူးမအမ်းဘူးထင်တာနဲ့ မြင်တာနဲ့တခြားစီပဲထင်တာနဲ့မြင်တာနဲ့တခြားစီပဲเนาะအဲ့ဒီတခြားမလို့ဝမ်းနေရမယ်ငိုကြွေးရမယ် oh my god နောက်ဆုံးကျလက်ထွက်ရတော့မှာเนาะဘလို့ဝရှိလက်ထွက်ဖို့ကိုရောက်လာအောင်မှာအချိန်နေရတယ်သူနောက်ကိုလိုက်ဖို့ကလိုက်ပြီးတော့ဘလို့ပဲစ조사조사เนาะသူနောက်ကိုလိုက်ပြီးတော့ဘလို့ပဲစ조사조사เนาะလက်ထွက်ရမှာနောက်ဆုံးမှလက်ထွက်ရမှာ ဒီမှာလဲထွက်ရင်လဲထွက်เนาะဒီမှာလဲထွက်ရင်လဲထွက်ဒီမှာလဲထွက်ရင်လဲထွက်မလဲထွက်လို့ရှိရင်ဒီမှာလဲထွက်ငိုပြီးလဲထွက်เนาะတချို့ကျမပြောတယ်ကိုဝင်ရှိတို့เนาะတချို့လိုက်နေတဲ့လူတွေလဲနောက်ဆုံးကျရင်လဲထွက်ရမှာပဲမလိုက်တာကောင်းတယ်သူ့နောက်เนาะခဲလို့ကိုကကိုကြိုက်နေတဲ့သူနဲ့ကိုကလိုက်နေတဲ့သူနဲ့နှစ်ယောက်ဟာဖြစ်တယ်ဆိုလို့ရှိရင်လဲသူတို့နှစ်ယောက်ရင်ဖြစ်တာမျိုးအဲ့လိုမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဒီထက်မှကင်းနေအများကြီးကိုပါပဲကင်းတော့ပနီကဲလည်းပါတယ်ကွင်းတော့ပနီကဲလည်းပါအောင်ကင်းတော့ကပ်ကွင်းတော့ကပ် Oh my god နော်အဆင်ပြေတဲ့တုံနဲ့ဆက်သွားမယ်ဆိုလို့ရှင်ကိုကလည်းကွင်းတော့ပနီကဲဖြစ်သွားမယ်နော်ငွေကြီးဒါအဆင်ပြေကွင်းတော့ပနီကဲဖြစ်သွားမယ်သူကလည်းဒီမှာကြီးကင်းတော့ပနီကဲနော်သူလည်းငွေကြီးတွေအဆင်ပြေလာလိမ့်မယ်နောက်ထပ်ဒီဒီကန်းလာတဲ့လူလေးသူလေးနော် ကနလာတဲ့သူကဒီမှာကင်းတော့ဗန်နီကယ်ဖြစ်လာလိမ့်မယ်ကိုကကွင်းတော့ဗန်နီကယ်ရှင်ဖြစ်မယ်ကိုကငွေကြီးပို့ပြီးအရင်အဆင်ပြေမယ်ပြီးတော့မှသူကပါလိုက်ပြီးအဆင်ပြေလာမယ်နှစ်ယောက်ပေါင်းပြီးတော့လေနော်ကန်နီဘိုင်ကူးဆက်သွားတယ်လို့ပုံစံမျိုးနော်ကိုကကွင်းတော့ဗန်နီကယ်ဖြစ်မယ်ပြီးရင်သူကပါကင်းတော့ဗန်နီကယ်ဖြစ်မယ်နော်ဒီတဖက်လူကတော့ကင်းတော့ကပ်ပုံစံမျိုးဖြစ်နိုင်တယ်เนาะဒီမှာเนาะလက်ထွက်ခိုင်းနေတယ်เนาะလက်ထွက်ခိုင်းနေတယ်ဒီမှာကြည့်သူဒီမှာလေး ပထမစဉ်းစားနေတွေ့ဝေးနဲ့နော်ဒီ cup လေးကြီးတိုင်းဒီ therefore cup လေး forward cup လေးကတွေ့ဝေးနဲ့နောက်ဆုံးမှအဲ့တော့ cup လက်ထွက်ရတယ်။ဒီမှာလက်မထွက်တဲ့လူတွေကလည်းဒီပြဿနာပြီးသွားလို့ရှိရင်လက်ထွက်ရဘယ်လိုပဲဖြစ်ဖြစ်လက်ကိုလက်ထွက်ရမယ်နော်။နော်ဒီ kino cup ရဲ့ဟွာဖြစ်တာကိုမရှူဘဲနဲ့ကိုယ်လက်ထွက်ရမယ်။ဘာလို့လဲဆိုတော့လေဒီဒီ kino cup ကသူ့စီမှာလည်းနောက်တစ်ယောက်ရှိနေလို့ကိုယ် နော်သူ့စီမှာလည်းနောက်တယောက်ရှိနေတော့ကိုယ်တိတ်ပြီးရခင်းဆိုင်နေတာသူက၂ယောက်၃ယောက်ပြိုင်တွဲနေရမျိုးနော်ဒါပေမဲ့ကိုက၂ယောက်၃ယောက်ပြိုင်တွဲလို့ရှိရင်လည်းဒီမှာ competition နေရဖြစ်သေးတယ်ရန်ဖြစ်တာတဲ့ပြိုင်ဆိုင်နေနော် the gossips อืมဒီအဲ့ဒါရရှုပ်ပါတယ်နော်လှည့်ထွက်လိုက်တာကောင်းတယ်ဒီ ဒီဟွာနဲ့အသိအရှင်ပြေးနိုင်။ဩဟုတ်ကဲ့တို့ချာ။မတူညီတဲ့ tag တွေတုံးတဲ့ဥစ္စာကအကုန်လုံးတထထဲတွေလာပြတယ်။เนาะဒီမှာအိတ်ဆော့ခပ်။မလဲအိတ်ဆော့ခပ်။လက်ထွက်ပါတယ်เนาะလက်ထွက်ပါ။ဘသူဝဲဖြစ်ဖြစ်ဘဲသူဝဲဖြစ်ဖြစ်ပေါ့เนาะဒီကိုကိုလိုက်တဲ့သူလဲသူသူ့မှာလဲတပတိပါဝင်လာလို့ထင်လို့ရှင်ကိုကလက်ထွက်လိုက် เนาะตัวเนี่ยก็ ruffle ပဲเนาะตัวเนี่ยก็ ruffle ပဲเล่ถั่วไล่เนาะอะไรเมตบาดีป่าวไม่คันมาเนี่ยเนาะตบาดีนี่ป่าวรู้สึกลงว่าเล่ถั่วไล่ป่ะอ่ะอะสุรุษิญปูပြီးတော့มา อืมตังไงจีนนี่เนี่ยชี้อ่ะลงป่ะเล่ถั่วไล่ป่ะไม่กลางเรลีชินชินสุเล่ถั่วไล่ป่ะအဲ့တော့ဘူရီကအရင်အများကြီးပါတယ်ဒါမှမသိကိုယ်တိုင်လည်းအဲ့လိုတွေရွေးချယ်မယ်လို့လည်းထင်ပါတယ်เนาะ လက်ထပ်မလန်းယူချိန်မယ်လို့လည်းထင်ပါတယ်။ Ừm နောက်လက်ထပ်ပြီးသားလို့ရှိရင်တငယ်ချင်းတွေနဲ့ပြောပြောရှင်းရှင်းနေမယ်ပို့ပို့ပွားပွားနေမယ်တငယ်ချင်းတွေနဲ့ပြောပြောရှင်းရှင်းနေမယ်နောက်ကိုယ့်ရဲ့ emotion တွေကိုထိမ့်မယ်ဒီမှာအစတော့ကလည်း emotion balance ဖြစ်ဖို့ရတယ်အရင်ပြော temperance တို့ပါလို့နော် Ừm ကြာတတ်တဲ့ robot ဒီကိုယ်ကလည်းလာရဲ့လူမှလည်းနော် တချို့လေးဆိုလို့ရှိရင်တပ်ပါတီကပါဝင်လာမှာကင်းတော့ဗန်နီကယ်ရှိမှာလဲတပ်ပါတီတွေပါဝင်လာမှာဆိုဆိုတဲ့အတွက်ကြောင့်မလို့လက်ထွက်ခဲ့တယ်တဲ့နော်အခုချိန်နဲ့ quality တွေတွေကစိတ်တော့မကောင်းပါဘူးနော်ဘာလို့လဲဆိုတော့ပထမတစ်ယောက်ကိုရွေးချယ်တာလဲအမ်ဒီတပ်ပါတီပါဝင်လို့လက်ထွက်ခဲ့ရတယ်ဒုတိယတစ်ယောက်ကိုရွေးချယ်တဲ့အချိန်ကျလဲတပ်ပါတီပါဝင်လို့လက်ထွက်ခဲ့ရတဲ့လူတွေရှိတယ်နော် အဲတချို့ကတော့တလေကတော့ဒုတိယတယောက်နဲ့အဆင်ပြေသွားမယ်တချို့များသောအားဖြင့်ကတော့ဒုတိယတယောက်နဲ့လည်းအဆင်မပြေဘူးပဲ့ထွက်ခဲ့ရတာတွေတွေ့တယ်။နော် so sorry ပါ။ Yeah ခွင်းတော့ဆော့။နော်ဖြတ်ခိုင်းနေပြီ။ဒီတယောက်လည်းချိုးမပြေဖြတ်အဲ့လိုမျိုး။နော် for a while ချိုးမပြေဖြတ်တာဖြတ်သွား။အဲ့လိုပြောနေတာတက်တယ်။ တချို့သူမျိုးတချို့သူတွေကเนาะဒီမပြတ်သွားဘူးဒီခင်းတော့ပန်နီကယ်စီမှာဒီလာကနဲ့လဲလူဒီခင်းတော့ပန်နီကယ်စီမှာเนาะနည်းနည်းလေးတိုးလိုက်မယ်ကင်မရာเนาะဒီလာကနဲ့လဲလူဒီလာကနဲ့လဲလူဒီခင်းတော့ပန်နီကယ်စီမှာတပ်ပါတီမရှိခဲ့ဘူးဆိုလို့ရှိရင်တော့လေဒီလက်ထက်တဲ့အထီကိုရောက်သွားမယ် နော်တပ်ပါတီတွေရှိခဲ့တယ်ဆိုလို့ရှိရင်နော်ကိုကလှဲထွက်ပြီးတော့မှ emotion တွေဘာတွေ balance ပြန်အောင်လုပ်ပြီးတော့လို့ရှိရင်အာတပ်ပါတီတွေမရှိခဲ့ဘူးဆိုလို့ရှိရင်မင်္ဂလာတွေဘာဆောင်းတဲ့အထိဖြစ်သွားမယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်နော်ကိုကဒါတငယ်ချင်းနေနေပဲ enjoy လုပ်မယ်ပေါ့နော်ဘဝကိုတငယ်ချင်းနေ enjoy လုပ်မယ် a free spirit ကိုကလည်းအေးလွတ်လွတ်လပ်လပ်နေတဲ့လူတရားပဲဖြစ်သွားလိမ့်မယ်နော်ကဲနောက်ဆုံးကြည့်မယ် ကဲဒီမှာလဲခွင်းတော့ဖလူနဲ့ခွင်းတော့ကပ်နဲ့တူတူပဲသူရရလာလာကြရယ်နော်ထူဆန်းနဲ့ထူဆန်းနဲ့တန်အမ်ပရာနောက်တယောက်ပေါ်လာနိုင်အောင်မယ်နော်ဒါတော့ရှူရှာနဲ့နဲ့ဝေးသွားရင်နောက်တယောက်ပေါ်လာနိုင်အောင်မယ်ရှုံးလုပ်တွေပါလေလုပ်တဲ့သူတို့လို့ရှိရင်အဲရှုံးနေမှာ တွေ့တာမျိုးเนาะ နောက်တစ်ယောက်ပေါ်လာနိုင်အောင်မယ်နော်တငယ်ချင်းတွေလည်းပျော်ရွှင်ပျော်ရွှင်ရွှင်နေရတယ်တချို့ကလုံးဝတငယ်ချင်းတွေလည်းပျော်ပျော်ရွှင်ရွှင်နေပြီးတော့ single life ကိုရွေးချယ်သွားတဲ့လူတွေလည်းရှိမယ်နော်ကြာ turn off panic တချို့ကြတော့ချိန်ကြတော့ဒီ king of king of panic နဲ့အဆင်ပြေတဲ့လူတွေကတော့အဆင်ပြေတဲ့လူတွေကတော့ family life ကိုသွားမယ် နော် family life ကိုသွားမယ်နောက်တစ်ခုနော်ဒီဒီခင်းတော့ပန်ကန်နဲ့အဆင်ပြေဘူးလက်ထွက်ခဲ့တဲ့လူတွေက the emperor တယောက်တွေမယ်နော် the emperor တယောက်တွေပြီးတော့မှကျွန်တော်ပြောသလိုယုံမှပဲဖြစ်ဖြစ်လုပ်ငန်းမှပဲဖြစ် the emperor တယောက်နဲ့တွေ့ပြီး the emperor နဲ့ family ကကြာမယ်ဒီမှာတွေ့လားဒီမှာတွေ့လားဒီဒီခင်းတော့ပန်ကန်နဲ့ဒီခင်းတော့ပန်ကန်နဲ့လက်ထွက်ပြီးတဲ့သူ နော်လက်ထပ်ပြီးရဲ့သူဒီမှာတက်ဒီဖြစ်သွားမယ်တခဲကေဘာဆိုရင်တယောက်ရှိလာမယ်ခဲကေဘာတယောက်ရှိလာမယ်ရှိပြီးတော့အာခဲကေဘာတယောက်ရှိလာမယ်ပေါ့နော်ဒီဟာကျွန်တော်ဖြတ်ခိုင်းတာနော်ဖြတ်ခိုင်းပြီးသွားလို့ရှိရင်ဒီမှာ dad ဒီ relationship ကပြီးဆုံးသွားပြီးတော့ဒီမှာ the emperor တယောက်တွေ့လာမယ် the emperor တယောက်တွေ့လာပြီးတော့မှ the emperor နဲ့ family life ထိသွားမယ် တချို့ကတော့ဒီ King of Panic နဲ့ပဲဆက်ပြီးတော့ရှောင်းအဆင်ပြေသွားပြီးတော့ on the emperor နဲ့ on the မိသားစုဖြစ်သွားမယ်။အဲ့တော့ချိန်ကျတော့အတချို့ကြလည်းရှိတယ်ဒီ MD King of Panic နဲ့ပြတ်မယ်။ King of Panic နဲ့ပြတ်ပြီးတော့ချိန်ကျတော့ကိုကလှည့်ထွက်ပြီးသွားတဲ့ချိန်မှာ Data Robot ဆိုချိန်ကျတော့လေအစ်စ်ပေါ့နော်။အာနောက်တစ်ချိန်ပြန်ပြီးတော့ပြတ်ပြီးတော့နောက်တစ်ချိန်ပြန်ဆက်တဲ့ချိန်မှာဒီ Merit ကိုရောက်သွားတာမျိုးဖြစ်နိုင်တယ်။ ဒါပဲဗျာသောအဖြစ်ကတော့အဲ့လိုဖြစ်မှာမဟုတ်အစ်တွေ့မှာမျိုးဝက်ဖြစ်နိုင်တယ်เนาะဒါဟာဂျာကိုင်းလုံးနည်းနည်းလေးပဲအဲ့လိုဒီလိုဖြစ်မယ်ပေါ့เนาะပြန်ဆက်မယ်များသောအဖြစ်ကကျတော့နောက်ထပ်သန်အမ်ဖရာနဲ့တွေ့ပြီးမှာပဲအဲမိသားစုဖြစ်မယ် family ထိရောက်မယ်ပေါ့เนาะဒီ future ကတော့တော်တော်လေးကိုဝေးသွားပြီပထမဆုံးကြည့်လိုက်တာဒီဟိုအနစ်စာကြည့်လိုက်တာပေါ့เนาะဒီအနစ်စာကြည့်လိုက်တာဒီပထမဆုံးကိုလိုက်နေတဲ့ဆီကနေစကြည့်လိုက်တာပေါ့เนาะဒါကတော့ future တော်တော်လေးထိဝေးသွားပြီ family ရမယ် နော်နောက်ထပ်နှစ်တည်းတချို့ဆိုလို့ရှိရင်လည်းနှစ်တည်းထီကိုကြာသွားနိုင်တယ်တနည်းနည်းနည်းလောက်ထီကိုဖြစ်နိုင်တယ်ကဲအဲ့ဆိုလို့ရှိရင်နော်ဒီ story လေးကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ကြပါလို့ညွှန်လင်းပါတယ်ပိုင်ပိုင်